မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတဲ့အပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလေရှင်ဒီနေ့တော့တတ္တမာတန်မြန်မာသားဖတ်စာမှာ ပါဝင်တဲ့ကြပြလေးတစ်ပုဒ်ကိုရွတ်ဆိုဖတ်ပြပြောပြပေးသွားမှာဖြစ်ပါတယ်။ကြပြလေးကတော့တန်ပေါက်ကြပြအမျိုးအစားဖြစ်ပါတယ်။တန်ပေါက်ကြပြဆိုတာကဘာလဲဆိုတော့ အခုလို့ကြပြာမှာဒီလိုစာကြောင်းလေး၃ကြောင်းအထက်အောက်ဆင်းမိလာရင်ဒီနောက်ဆုံးလေးတွေอ่ะเนาะအတန်အတွက်ကလေးတွေอ่ะသူ့ရဲ့ဒီအတန်အတွက်ဥမာအာဆိုရင်အာချိန်ဆိုရင်အိမ်ဆိုတဲ့အတန်ဥမာတေးဆိုရင်เนาะတေးနဲ့လိုက်ဖက်တဲ့ချေတို့เนาะအဲ့လိုအတန်အတွက်ကလေးတွေ ਨੇ လာတဲ့ ကြပြတန်ပေါက်ကြပြအမျိုးအစားဖြစ်ပါတယ်ကဲဓမ္မဓမ္မလေးလာကြည့်အောင်တက်ပြီးပညာဒီမှာဆိုရင်နောက်ဆုံးစလုံးကညာဆိုတဲ့အလုံးမလေးလာဒီမှာနောက်တစ်ခုကလာညာလာမကြာမရှိနော်ပျောက်တက်သည်တဲ့နော်ဒါကတော့နှလုံးနှလုံးပေါ့နောက်တစ်လုံးမျိုးကတော့ကိုထက်ချိန်ထက်လို့ရတယ်နော်စလုံးမျိုးပေါ့တက်ပြီးပညာမလေးလာ မကြာမရှိပျောက်တတ်သည်နောက်တစ်ခုကတွေးစမချိန်သဘောတိမ်လူလိန်တွေ့၍မှောက်တတ်သည်တဲ့သူကဘာလဲဆိုတော့ဒီမှာပထမဆုံးစလုံးရဲ့နောက်ဆုံးလေးကချိန်နောက်ဒီเจ้าမှာနောက်ဆုံးစလုံးလေးကတိမ်ဒါလေးကဘာလဲဆိုတော့တန်ပေါက်ကြပြအမျိုးအစားလေးဒီကြပြလေးကိုရုပ်ဖတ်ပြီးတော့ ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ကြပြလေးရေးဖွဲတဲ့သူကတော့ညောင်မင်းသားညောင်မင်းသားဥပုံညာကနေရေးဖွဲခဲ့တာဖြစ်ပြီးတော့16ရာစုမှာရေးဖွဲခဲ့တဲ့တုတရေရဏဆုံးမစာကြပြအမျိုးအစားလေးဖြစ်ပါတယ်။သူကတန်ပေါင်းကြပြအမျိုးအစားဖြစ်ပါတယ်။ကဲဒါဆိုရင်ပထမဆုံးအနေနဲ့ဒီကြပြလေးကိုရွတ်ဖတ်ကြည့်အောင်။ ပီးပညာမလစ်လာမကြမရှိပြောက်တတ်သည်တွေးဆမချိန်သဘောတိမ်လူလိန်တွေ့၍မှောက်တတ်သည်လူညစ်လူတေပေါင်းမိခြေလွဲသွေကျေစုဖြောက်တတ်သည်ကျေစုခြေပြစ်အကျင့်ညစ်မဖြစ်စည်းစိမ်ဟောက်တတ်သည်လူမိုက်တို့ကိုချီးမွမ်းဆိုကိုရောစိန်ရောမြောက်တတ်သည် အထဲတမပြင်တကာယုံရာဆောင်၍ရောတတ်သည်ရောတိုင်းယုံမူမိုက်တဲ့သူ လူလိန်လူ လူညစ်ကြောတတ်သည်တတ်တေစရင်မရှိလျင်ပေးသွင်းဥစ္စာကောတတ်သည်လူမိုက်ဆန်၌လူမကြကြုံရကဲ့ရဲ့ပြောတတ်သည် အတွင်းရေးရာတိလူခါမေတ္တာရှိအောင်နှောတတ်သည် သူတပားကိုကဲ့ရဲ့ဆိုကို့မှာရန်သူပေါ်တတ်သည်ဥစ္စာမေညာစင်ရဲ့ဥစ္စာမေညာစင်ရဲ့မြာနှစ်ပါးကိုစိတ်မောတတ်သည်တဲ့ဒါလေးကတော့သုတရရဏဆုံးမစာရဲ့ကြပြားလေးဖြစ်ပါတယ်ကဲတာဆိုရင်ဒီကြပြားလေးကိုနော်ပါတာပြန်ကြည့်အောင်ပထမဆုံးနံပါတ်1အချက် တက်ပြီးပညာမလစ်လာ မကြမရှိပျောက်တတ်သည်တဲ့တင်ယူတက်မြောက်ပြီးတဲ့ပညာကိုဆက်လက်ပြီးတော့မလစ်လာပဲနဲ့ဒီတိုင်းထားလိုက်မယ်ဆိုရင်အဲ့ဒီပညာတွေကမေ့ပျောက်သွားတတ်တယ်လို့ပြောထားတာဖြစ်ပါတယ်နောက်တစ်ခုကတွေးဆမချိန်သဘောတိမ်လူလိန်တွေ့၍မှောက်တတ်သည်တဲ့ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်ရှေရောနောင်ရောနော်စင်းစားချင်းချင်းချင်းမရှိပဲနဲ့ ကိုယ်သဘောနဲ့ကိုပြုတ်လုံမယ်ဆိုလို့ရှိရင်လူလိန်တွေတွေ့ပြီးတော့ဒုက္ခရောက်တတ်တယ်ဆိုတာကိုပြောထားတာဖြစ်ပါတယ်နောက်တစ်ခုကလူညင်းလူတေပေါင်းမိချေလွဲသွေကျေစုဖြောက်တတ်သည်တဲ့လူညင်းလူတေလူယုံမှာနော်စိတ်တက်မကောင်းတဲ့သူတွေနဲ့ပေါင်းမိလိုက်တဲ့ပေါင်းမိလို့ရှိရင်တဲ့သူတို့တွေနဲ့မပေါင်းပါနဲ့တဲ့ ပေါင်းမိလို့ရှိရင် သူတို့တွေကနော်ဂျေစုတရားကိုမသိတတ်ဂျေစုတရားကိုဖြောက်ဖျက်တတ်တယ်တဲ့ဂျေစုခြေပြည့်အကျင့်ညစ်မဖြစ်စည်းစိမ်ဟောက်တတ်သည်တဲ့နော်လူတယောက်ဟာနော်စည်းစိမ်ဥစ္စာအနှဲငယ်ဖြစ်ထွန်းလာပြီဆိုလို့ရှိရင်ဂျေစုတရားတွေကိုခြေဖြက်ပြီးပြစ်တတ်တယ်အကျင့်ရှိတဲ့သူတွေနဲ့လည်းနော်မပေါင်းပါနဲ့တဲ့သူတို့ကကိုယ်ကိုနော်မောက်မာတဲ့စိတ်ထားနဲ့ဟောက်တတ်တယ်တဲ့ နောက်တစ်ခုကလူမိုက်တို့ကိုချင်းမွန်းဆို ကိုရောစေယုံမြောက်မြောက်တတ်သည်တဲ့လူမိုင်းဆိုတဲ့သူတွေကသူတို့ကိုမြန်ချင်းမွန်းလိုက်ပြီဆိုလို့ရှိရင်နော်ကိုရောစေယုံမြောက်ကြောင့်မြောက်ကြွားရှိတတ်တယ်တဲ့ဆိုတဲ့အကြောင်းပြောထားတာအထဲတမပြင်သက်ကရုံရဆောင်၍ရောတတ်သည်တဲ့ဒါလူမိုက်တွေနော်စိတ်ဓာတ်မကောင်းတဲ့သူတွေကအထဲမှာသူတို့ရဲ့စိတ်အတွင်းစိတ်က နော်တမလိုခါပြီးတော့အပြင်မှာမျက်နာအသွင်းပြင်ဟာနော်တကားလိုချိုးအတွင်းစိတ်ကနော်ခါပြီးအပြင်မှာချိုးပြီးတော့နော်လူတွေယုံအောင်လို့သူတို့လိုချင်တဲ့အရာတွေရအောင်လို့နော်ယုံအောင်လို့ဟန်ဆောင်ပြီးတော့ရောတတ်တဲ့လူတွေကိုလည်းရှောင်ပါတဲ့ရောတိုင်းယုံမှုမိုက်တဲ့သူလူလိန်လူညစ်ကြောတတ်သည်အဲ့ဒီလူတွေလာပြီးတော့ရောတတ်တဲ့ရောတဲ့နေရာမှာနော်သူတို့ကိုယုံတဲ့လူဟာလူမိုက်တဲ့ နော်အဲ့ဒီလာရောတဲ့လူလိန်နေလူညစ်တွေကကိုယ့်ကိုကြော့သွားတာခံရတတ်တယ်တဲ့နောက်တစ်ခုကတက်သေးစရင် မရှိနှင်းပေးသွင်းဥစ္စာကောတတ်သည်တဲ့နော်လူတယောက်ကိုစီတက်သေးတက်ကာရမရှိဘဲနဲ့ပတ်စံချေးလိုက်မယ်ပစ္စည်းဥစ္စာတွေပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဥစ္စာကိုယ်မှာတက်သေးတက်ကာရမရှိတဲ့အတွက်ကြောင့်မလို့ပြန်မရတတ်ဖဲနဲ့စီးစင်ဥစ္စာတွေကောတတ်တတ်တယ်ကုံပြက်ပြောက် ျောက်ဆုံးသွားတတ်တယ်ဆိုတာကိုပြောပြထားတာနောက်တစ်ခုကလူမိုင်းဆန္နလူမကြကြုံရကဲ့ရဲ့ပြောတတ်သည်လူမိုင်းဆိုတာသူလိုအပ်နေသူလိုအပ်နေတဲ့အချိန်မှာရနေလို့ရှိရင်တော့နော်ခုနကလိုပဲပြားတကလိုခြုံနေသေးပေမဲ့သူသူလိုအပ်တဲ့ဟာတွေသူလိုအပ်တဲ့လိုအင်ရှိတဲ့တော့သူဆန္ဒရှိတဲ့ဟာတွေကိုမရဘူးဆိုလို့ရှိရင်တော့တွေ့ရကြုံရနေရာတွေမှာ နော်ကဲ့ရက်တတ်တယ်ချင်းနော်ကဲ့ရက်စကားတွေပြောတတ်တယ်ဆိုတဲ့အကြောင်းကို ပြောပြထားတာအတွင်းရေးရာတိလူခာမေတ္တာရှိအောင် ရောနဲ့ရောတတ်သည်တဲ့ဒါတိအဲ့ဒီလူမိုက်တွေကနော်ကိုယ့်ရဲ့အတွင်းရေးကိုတိလို့တဲ့တိတိကျင်တဲ့အခါမှာနော်ဆက်စုကျင်တဲ့အခါမှာကိုယ့်ကိုခင်းတဲ့အောင်မင်းတဲ့အောင် မေတ္တာရှိတဲ့အောင်နော်သဘောထားပြီးတော့လာရောက်ပြီးတော့ညှို့နှုတ်တတ်တယ်တဲ့ဒါလေးကိုလည်းတတိထားပါတဲ့ ူတပားကိုကဲ့ရဲ့လို့ကို့မှာရန်သူပေါ်တတ်သည်တဲ့သူတပားကို ချီးမွမ်းစကားမဆိုဘဲနဲ့အမြဲကဲ့ရဲ့စကားပြောနေတတ်တဲ့လူဟာ ရန်သူအမြဲတမ်းပေါ်တတ်တယ်တဲ့နောက်တစ်ခုကဥစ္စာမင်းညာစင်းရဲများနှစ်ပါးကိုစိတ်မောတတ်သည်ပစ္စည်းဥစ္စာမရှိတဲ့သူစင်းရဲတဲ့သူတွေဟာစောင့်ဝင်နေရအတွက်နေ့စဉ်နော်ယုံကံနှုတ်ရှားနေရတဲ့အတွေ့အကြုံမလို့သူတို့ဟာ ကိုယ်စိတ်နှစ်ပါးအမြဲတမ်း နော်မောပန်းနေရတတ်တယ်ဆိုပြီးတော့ယင်သုတရတနာဆုံးမဇာလေးထဲမှာနော်ဖက်ခဲ့ညက်အဲဆုံးမဇာအနေနဲ့ဖွဲ့ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲဒီဆုံးမသုတရတနာဆုံးမဇာလေးထဲမှာတော့ခက်စစ်အဖွင့်၁၂လုံးအထိပေးထားတာတွေ့ရမှာဖြစ်ပါတယ်ပထမဦးဆုံးအလုံးကတော့ကဲ့ရဲ့ ကဲရဲဆိုတာကတော့ရှုံချပြောဆိုသည်တဲ့နောက်တစ်ခုကကော ကောဆိုတာအချီနီးဖြစ်သည်တဲ့နောက်တစ်ခုကဂျေဇူးဂျေဇူးဆိုတာတူးကတခြားတူးရဲ့အပေါ်မှာအကျိုးဆောင်မှုကောင်းကျိုးပြုတာကိုဂျေဇူးလို့ခေါ်တယ်နောက်တစ်ခုကကြောသူတစ်ပါးထက်တာလွန်ပိုကဲတာမိမိကိုကျိုးအတွက် မတရားအသုံးပြုတာစီးပိုးတာကိုကြောတယ်လို့ခေါ်တယ်ချီမွန်း ချီးမွမ်းဆိုတာကတော့ချီးကျူးတယ်ဂုံကျေးသူကို ထုတ်ဖော်ပြောဆိုတယ်တဲ့နောက်တစ်ခုကစည်ရင်စည်ရင်ဆိုတာအမျိုးအမည်အရေးအတွေ့တို့ကိုရေးမှတ်ထားသောစည်ရင်ကိုစည်ရင်လို့ခေါ်တယ်နောက်စီးစိမ်စည်းစိမ်ဆိုတာကတော့သုံးဆောင်ခန်းစားစရာရွှေငွေစတဲ့ပစ္စည်းဥစ္စာကိုစည်းစိမ်လို့ခေါ်တယ်။နောက်တစ်ခုကသက္ကံ ကြံရည်ထမ်းရည်စသည်တို့ကိုကြိုချက်ရရင်ခဲလူစဲစဲဆေးပစ်နေတဲ့အရေဟူတကားလို့ခေါ်တယ်သဘောတိမ်သဘောတိမ်ဆိုတာကတော့แน่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 စဉ်းစားတဲ့အလစ်မရှိတာဘူးသဘောတိမ်လို့ခေါ်တယ်တက်တည်တက်တည်ဆိုတာကတော့အဖြစ်အပျက်ကို မြင့်မြင့်တွေ့တဲ့သူ ဟောက်ဟောက်ဆိုတာအတွင်းသို့ခြိုက်ဝင်သည်နဲ့ဥစ္စာဥစ္စာဆိုတာကတော့တဦးတယောက်ပိုင်းပစ္စည်းရွှေငွေရေရနာပစ္စည်းဆိုပြီးတော့ရင် ဒီတုတ္တရေရဏဆုံးမစာထဲမှာ ခက်စစ်အဖွင့်ဆက်နှလုံးအထိပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကဲဒီနေ့သင်ပေးခဲ့တာကတော့19ရာစုမှာညောင်မင်းသားဥပုံညခြေသားခဲ့တဲ့တုတ္တရေရဏဆုံးမစာဆိုတဲ့ စုံမစာလေးကိုတန်ပေါက်ကြပြလေးကိုဖက်ပြရင်းနဲ့အတိတ်ပဲဖွင့်ဆိုချက်ကလေးကိုပြော့ပြပေးသွားတာဖြစ်ပါလိမ့်ရှင်တတ္တမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့သုတရေရနာစုံမစာလေးဖြစ်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်